တချို့သောဈေးဝယ်ရှာဖွေရေးနဲ့နှီးပြူဟာတွေကအောင်မြင်မှုရရှိရမှန်ပေမဲ့တခါတလေမှလိုအပ်တာထက်ပိုပြီးထိတ်လန့်စရာဖြစ်သွားတဲ့အရာတွေရှိပါတယ်။ဖြစ်စောင်းကကောင်းဆိုတဲ့ Google Maps ပေါ်ကစိတ်ပိတာစပတ်အနည်းမှာတွေ့ရတဲ့ဒီအရာကတော့အတော်လေးထိတ်လန့်စရာကောင်းလာပါတယ်။ Google Street View မှာမြင်ရတာကကျစောရုပ်ထုတွေကိုလမ်းလယ်မှာထူးဆန်းစွာစီတန်းထားတာတွေ့ရပါတယ်။ဒီရုပ်ထုတွေကကြည့်ရှုသူတွေကိုအနှံ့ယောင်တကားပေါက်တစ်ခုစီကိုညှုံပြနေတယ်လို့ဖြစ်နေပါတယ်။တကားကိုဖွင့်လိုက်ရင်ဖြောင်းနိုင်ကိုကင်ထားတဲ့နယ်နဖုန်းဆွတ်ထားတဲ့လူတအူးကိုတွေ့ရမှာဖြစ်ပြီး ူကနောက်ထပ်အခန်းတစ်ခုကိုလညို့ထုတ်ပြနေပါတယ်။ဒီအခန်းဝမှာတော့ကြီးမားပြီးခြုံလက်သက်သွားတွေနဲ့ကြောက်စရာကောင်းတဲ့လူရှင်တော်တယောက်ရက်နေပါတယ်။ဒါတည်းမကသေးပါဘူး။အခန်းထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင်ရစောရုပ်ထုပဲမျက်နှာပေါင်းဆက်လူတွေနဲ့ယောက်ကလူပြက်တွေအားလုံးကကုန်ခုပေါ်မှာစုပြုံထိုင်နေတာကိုတွေ့ရပါတယ်။ဒီဖြစ်ရကိုပထမဆုံးတွေ့သူတွေကထိတ်လန့်သွားကြပြီ။ဒါဟာလူတတ်မှုနဲ့ဆိုင်တဲ့လှုပ်ဝက်နေရတခုလိုတော့ခမက်ခဲ့ကြပါတယ်။ပြည်တမ်းမှာတော့ဒါဟာ IOCAS ဆိုတဲ့ SK Room Company တို့ရဲ့ဈေးကွက်ရှာဖွေရေးနည်းပြဟာပဲဖြစ်ပါတယ်။ ီကုမ္ပဏီကကြောက်စာကောင်းတဲ့ SK Ron ကိုဖန်နီးရမှာကြော်ကြားပါတယ်။သူ့ရဲ့ဒီကြောက်စာကောင်းတဲ့ဒုက္ခရှာဖွေရေးကအင်တာနက်ပေါ်မှာနာမည်ကြီးခဲ့ပြီးလူအများစုရဲ့အာရုံကိုအောင်မြင်စွာဆွဲဆောင်နိုင်ခဲ့ပါတယ်။ကောင်းတဲ့ချက်ကတော့ဒီ marketing strategy ကတကယ်ကိုထိရောက်မှုရှိခဲ့ပြီးဒုတိယလာခဲ့ပါတယ်။သိုးတဲ့ချက်ကတော့ဒီလိုကြောက်စာကောင်းတဲ့အရာကို Google Maps ပေါ်မှာရုပ်ရည်တွေးလိုက်ရင်လမ်းညွှန်ချက်တွေလိုက်ကြည့်ရင်လည်းလန့်သွားနိုင်ပါတယ်။ဒီဖြစ်ကကြောင်ညာနည်းပြခါတွေကအီဖယ်မှုရှိရင်အောင်မြင်နိုင်ပေမဲ့ လူတို့ရဲ့စိတ်ခံစားမှုကိုခင်းကိုက်စေနိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်။ဒီလိုမျိုးကြောက်စရာကောင်းတဲ့အရာတွေကို Google Maps ပေါ်မှာတွေ့ရင်ဒါဟာတကယ်အန္တရာယ်လားဒါမှမဟုတ်ဟန်ဆောင်လင်ညာလားလားဆိုတာသေချာစဉ်းစားဖို့လိုပါတယ်။ Google App ကိုကျွန်တော်တို့တော်တော်များများသုံးမှုကြမှာပါ။ဒါပေမဲ့ကျွန်တော်တို့ရှားလို့မတွေ့အောင်ရွေချက်ရှိရှိဖုံးအုပ်ထားတဲ့ညာတွေတော်တော်များများရှိနေပါတယ်။အဲ့ဒီညာတွေကိုကဘာတဝမ်းကအသုံးပြုသူတွေကတဝက်စစ်စကန်တွေစဉ်းညက်သူတေသနလုပ်ငန်းတွေဒါမှမဟုတ် တိုးရတဲ့အရာတစ်ခုခုကိုဖုံးအုပ်ထားတာဖြစ်နိုင်တယ်လို့တန်တရားရှိနေကြပါတယ်။ဒါပေမဲ့လည်းဒီလိုဖုံးအုပ်ထားတဲ့အမင်းရောင်ဆက်ပြောက်ကြီးတဖြည်းဖြည်းများလာတာရဲ့နောက်ွယ်မှာပုံမူကြီးမားတဲ့မျိုးသိမခံနိုင်တဲ့ဟုံးကွယ်မှုတွေရှိနေနိုင်တယ်လို့တချို့ကစဉ်းစားလာကြပါတယ်။သင်ရှားဆုံးနမူနာတစ်ခုကိုပြရမယ်ဆိုရင်ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ဘော်စကိုကျောင်းပဲဖြစ်ပါတယ်။လူတို့ကလည်းကြည့်မယ်ဆိုရင်ဒီကျောင်းကတစ်ခုလုံးမှောင်မဲ့နေပြီးတစ်စုံတစ်ခုကရွေချက်ရှိရှိမမြင်ရအောင်ပုံဖြတ်ထားတယ်လို့ထင်ရပါတယ်။ အများစုလက်ခံထားတဲ့အကြောင်းပြချက်တစ်ခုကတော့ကျွန်းပေါ်မှာရှိတဲ့ထူတက်တဲ့တစ်ပင်တွေကြောင့်ကျွန်းကမမြင်နိုင်တာလို့ဆိုကြပါတယ်။အခြားဖြစ်နိုင်ခြင်းတစ်ခုကတော့ဒီနေရာကလှုပ်ဝက်စစ်စခန်းတစ်ခုလည်းဖြစ်နိုင်တယ်လို့လူသိမခံနိုင်တဲ့သူတည်တနာဌာနတစ်ခုလည်းဖြစ်နေနိုင်ပါတယ်။နောက်ထပ်ထူးဆန်းတဲ့နေရာတစ်ခုကတော့ညီပေါ်ဘက်အချမ်းမှာရှိတဲ့ဤမွန်းနံတောင်တန်းပဲဖြစ်ပါတယ်။တောင်တန်းရဲ့တနေရာကိုအနက်ရောက်နဲ့ဖုံးထားတာကိုတွေ့ရပြီးတမင်တကာပုံဆွဲထားတဲ့အရာတစ်ခုလိုတောင်ခင်ရပါတယ်။ဒီချက်ကတကဘာလုံးကလူတွေရဲ့ ူးဆန်းခြင်းစိတ်ကိုဖြစ်ပေါ်စေခဲ့ပြီးတော့ဒီတောင်ပေါ်မှာလှုပ်ဝက်စစ်စင်ရေးတွေဒါမှမဟုတ်ရင်ဒီထက်ပိုတဲ့စမ်းကြတဲ့အရာတွေရှိနေနိုင်တယ်လို့ယူဆလာကြပါတယ်။တရှုပ် theory တွေအရမြောက်လှုပ်ဝက်ခန်းတွေပျောက်ဆုံးနေတဲ့ရင်ကျဲမှုနဲ့ဆက်ဆက်နေတဲ့အရာတွေရှိနေနိုင်တယ်လို့ပြောကြပါတယ်။တခြားနေရာတွေဖြစ်တဲ့အမေရိကန်က Buffalo 9 aircraft MB ဆိုင်ရာလေစိမ့်နဲ့ဂျပန်နိုင်ငံက Manami Tori Shima လေစိမ့် Greenland ကတူလီလေတက်တွေကလည်းနှစ်ပေါင်းများစွာ Google App မှာဖုံးကွယ်ထားတာကိုတွေ့ရပါတယ်။ ဒီနေရာတွေကဘာလို့လူသိမခံစေချင်တာလဲဆိုတော့တန်တရားဖြစ်เสียကောင်းပါတယ်တကယ်တော့ရုပ်ပြီးရှိတဲ့အဖြစ်တစ်ခုကတော့သိရလွယ်မှုသဘောဝအကြောင်းရင်းများဒါမှမဟုတ်ရင်ဂုကရဲ့နိပညာဆိုင်ရာမှားယွင်းမှုတွေကြောင့်လည်းဖြစ်နိုင်ပါတယ်ဂျွန်ကလည်းလာအနေငယ်ကအင်တာနက်ပေါ်မှာသင်ရှားခဲ့တဲ့စုံစမ်းစစ်ဆေးမှုတစ်ခုကကြီးမားတဲ့ YouTuber တွေအာယုံကိုပါဆွဲဆောင်နိုင်ခဲ့ပါတယ် Google Map ပေါ်ကနေလော့အင်ဂျလီရဲ့တနေရာမှာတော့အဲဆိုတဲ့တာရန်တစ်ခုကိုစလုံးကြီးနဲ့ရေးထားတာကိုဖမ်းမိလိုက်ပါတယ် ဒါတည်းမကသေးပါဘူးအဲ့ဒီအနေနဲ့မှာ LAP ကြီးဟက်ဒရယ်ပရာဖီကိုစတဲ့စာတန်းတွေပါတွေ့ရတာကြောင့်ဒါဟာအကူအညီလိုနေတဲ့လူတူရဲ့ရဲဘော်ချက်တက်မှုဖြစ်မယ်လို့ခင်မဆရာဖြစ်လာခဲ့ပါတယ်ဒီထူးခြားတဲ့ဖြစ်ရပ်ကိုနာမည်ကြီး YouTuber တယောက်ဖြစ်တဲ့ Nesbo Korean တွားရောက်စုံစမ်းမှုဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စုံစမ်းမှုကအဖြစ်ထက်ပုံမရှောက်ခူးတဲ့မေကွန်းတွေကိုသာဖြစ်ပေါ်စေခဲ့ပါတယ်အဲ့ဒီနေရာကအမတ်တွေပုံနေတဲ့ကားကျင်တဲ့ဆက်ရုံဟောင်းတစ်ခုဖြစ်ပြီးတော့ခွေးတွေလည်းရှိနေတာကြောင့်တေချာလေးလာဖို့မဖြစ်နိုင်ခဲ့ပါဘူး နောက်ဆုံးမှာတော့အင်တာနက်ပေါ်ကလေးလာသူတွေကြောင့်အမှုရဲ့အဖြစ်မှန်ခပ်ပေါ်လာခဲ့ပါတယ်။ LAPD ကအဲ့ဒီဆိုင်မုတ်တွေကိုစစ်ဆေးခဲ့ပြီးဒါဟာပြန်မိတ်ဆွဲခံရသူတို့ရဲ့ချက်ပြတ်မှုတစ်ခုမဟုတ်ပဲအင်ဂျင်ယာမန်တို့ရဲ့လုံရက်ဖြစ်ကြောင်းသိရှိလိုက်ရပါတယ်။ဒီလူကစိတ်ကျမ်းမာရေးပြဿနာရှိဖို့ဖြစ်ပြီးတော့ဒီနေရာမှာအချိန်ကြာမြင့်စွာနေထိုင်ခဲ့တာပါ။နောက်ပိုင်းမှာ Union Pacific ကုမ္ပဏီကဒီနေရာကိုပိုင်ဆိုင်ကြောင်းဖုတ်ခေါ်ပြောဆိုခဲ့ပြီးဒီစာရန်တွေရှိနေတာတစ်နှစ်ကျော်ကြာပြီဖြစ်ပြီးတော့ ဖို့ဝင်နေထိုင်သူများအနေနဲ့ဝေဝေးရှောင်ကြဖို့တတိပေးခဲ့ပါတယ်။ဒီဖြစ်ရပ်က Google Maps ပေါ်မှာထူးဆန်းတဲ့အရာတွေဟာနေရန်စိတ်ကူးရဲ့ဇလန်းတွေနဲ့မဆိုင်ဘဲတကယ်လူမှုရေးပြဿနာတွေကိုတောင်မြန်ဟပ်နေနိုင်တာကြောင့်ပြသခဲ့ပါတယ်။ဒါပေမဲ့ဒီလိုခြေနေတွေကိုမြင်တဲ့အခါယုတ်တိတန်နဲ့ချင်းကပ်မှုနဲ့စုံစမ်းမှုလည်းရေးကြီးပါတယ်။ဒီဖြစ်ရပ်က Reddit နဲ့ YouTube ပေါ်မှာမိမောင်းထုတ်ပြခံခဲ့ရပြီးလူမှုကွန်ရက်တွေရဲ့စူပေါင်းအင်အားကိုပြသခဲ့တဲ့ဥပမာတစ်ခုလည်းဖြစ်ပါတယ်။ Google Street View ဝန်ဆောင်မှုကို2009ခုနှစ်ကစတင်ခဲ့ပြီးကမ္ဘာတဝန့်ကို360ဒီဂရီပုံရိပ်တွေနဲ့ဖမ်းယူကြည့်ရှုနိုင်တယ်လို့ GUB ထုတ်ခဲ့တာပါဒီလိုပုံတွေရိုက်ဖို့ Google ကအထူးကင်မရာတပ်ဆင်ထားတဲ့ကားတွေနဲ့လမ်းတွေကိုကြော့ခဲ့ပြီးခြုံခင်းတွေတိုင်တွေလူတွေကိုတောင်မှမှတ်တမ်းတင်ခဲ့ပါတယ်တခါတလေမှာတော့ဒီကင်မရာတွေဟာလုံးဝမျောလင့်မထားတဲ့ကြီးစရာခြေနေတွေကိုပါဖမ်းမိသွားတတ်ပါတယ်အတိတ်ထဲကကြီးစရာဖြစ်ပျက်တစ်ခုကတော့2013ခုနှစ် တော့ကော့တယ်လန်ကဝက်ရှော့ဆရာသမားနှစ်ဦးရဲ့ဟန်ဆောင်လုံးရဲ့တစ်ခုကတော်တော်လေးခင်ရှားခဲ့ပါတယ်။ဒန်ခရန်ဆန်နဲ့သူ့ရဲ့လောက်ပေါကိုင်းလက်ဖြစ်တဲ့ဘယ်ရီကာတို့ကအက်ဒင်ဘရာမှာရှိတဲ့သူတို့ရဲ့အလုပ်ရုံမှာအလုပ်လုပ်နေတော့ Google Speed View ကားတစ်စီးက Ghost 3ကနေဖြတ်မောင်းလာတာကိုတွေ့လိုက်ရပါတယ်။တမန်လူတွေအနေနဲ့ကတော့ဘာမှထူးထူးခြားခြားမလုပ်ကြပါဘူး။ဒါပေမဲ့သူတို့နှစ်ယောက်ကတော့အလုပ်သမားတို့ကိုပစိနဲ့ဖြုတ်ပြီးလူတက်မှုဖြစ်ဟန်ဆောင်ပြီးဂလန်းတင်ခဲ့ကြပါတယ်။ဟန်ဆန်ကလမ်းပေါ်မှာမောင်းရဲ့အနေထားနဲ့တက်တက်ခဲရတဲ့ပုံစံလုပ်ပြီး ်ဂယ်ရီကတော့သူ့လက်ထက်မှာပစိန်နှချောင်းကန်ပြီးရက်နေပါတယ် Google Street View ကကဒီဖြစ်ပျက်ကိုဖမ်းမိသွားပြီးလာအနှဲငယ်ကြာမှာတော့ဒီပုံကိုတွေ့ရှိသူတို့ကဒီကင်းကြောင်တော်မှာလူတက်မှုဖြစ်နေတဲ့ထင်ပြီးဇက်တက်ဖက်ကိုအကြောင်းကြားခဲ့ပါတယ်ဂျယ်ရီလာရောက်စစ်ဆေးပြီးတဲ့နောက်မှာဒါဟာဟန်ဆောင်လုံးရဲ့တခုဖြစ်ကြောင်းသိရှိခဲ့ကြပါတယ်ပန်ဆိုင်ရဲ့ပြောပြချက်အရဂျယ်ရီတောင်ရေမော့ပြီးသူတို့နှစ်ဦးကိုအမှုမဖွင့်ပဲပြန်သွားခဲ့ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းခဏအတွင်းမှာတော့ဒီပုံဟာ Google ကလူတက်မှုတစ်ခုကိုမတော်တဆမှန်တမ်းတင်မိတယ်လို့ဖြစ်သွားစေခဲ့ပါတယ် နောက်ပိုင်းမှာတော့ Google App မှာဒီပုံကိုဖျောက်ချခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်ကအင်တာနက်ပေါ်မှာ Google Speed View ရဲ့အကျော်ကြောင်းဆုံးတစ်ခုဖြစ်ကြံ့ရင့်နေခဲ့ပါတယ်။